ပညာရေးတောင်ပတ်စံပေးဝယ်ယူနေရတဲ့ခေတ်မှာအနုပညာလမ်းကြောင်းပေါ်လာပြီးတော့ပတ်စံတပြားတစ်စီးမှအကုန်မခံနိုင်ဘူးဆိုရင် agency နဲ့လည်းမလုပ်နဲ့ဘာမှမလုပ်နဲ့အိမ်မှာဒါဟာခုတ်ကလေးဘောနော်ကျတော်တို့ကအလကားလိုက်လုပ်ပေးနေရအောင် agency ရဲ့နာမည်မှာ pride ကောင်းနေတတ်ထားတာမဟုတ်ဘူးဟို crown ပေးတယ် crown သိမ်းတယ်ဆိုတာကျွန်တော်တို့လက်ထဲမှာပဲရှိတာလေအဲ့တော့ဒီကလေးတယောက်ကိုကျွန်တော်တို့ကသုံးချိန်ပြက်ကွက်လာပြီဆိုတဲ့အခါကျရင်သူ့ရဲ့ဒီ organization နဲ့ဒီကလေးတီလုံးဝမတက်ဆိုင်တော့ပါဆိုတော့ crown သိမ်းတာကိုဒါ media တွေနဲ့အတူပြန်လုပ်မှာပါဟုတ် နှစ်ပွဲလေးကတော့ဆိုတော့နိုဝင်ဘာလ၁ရက်နေ့မှာကျင်းပခဲ့တဲ့ Little Mister and Mix Bar မှာပေါ့နော်2025မှာ စုရရှိခဲ့တဲ့ဝင်နာရန်နာလေးတွေကိုဒါဖိဖိမီမီတွေကနေပြီးတော့ပြန်ပြီးတော့ compute ပေါ့နော်ညနေပိုင်းစားပွဲလေးကျင်းပတာဖြစ်ပါတယ်ဟုတ်အဟုတ်ကဲ့အဓိကတော့ဟိုဒိုင်းဖြစ်နေပါဝင်ခဲ့တဲ့သူတွေ organization တွေတတမီမီတွေရဲ့အကြောင်းတွေပေါ့နော်အကြောင်းတွေအတွက်ကိုဒါကဟိုတော်တော်တို့က agency ကတော့ဦးစီးဦးဆောင်လုပ်ပေးတာပါအဓိကကတော့ဒါမိဘတွေကနေပြီးတော့ supporting လုပ်ပေးတာပေါ့နော်ဟုတ်ကဲ့အဲလက်ရှိကတော့တော်တော်တို့ကကြတော့သူတို့သွားချင်တဲ့လမ်းကြောင်းတစ်ခုပေါ့တော်တော်တို့ကလမ်းပြပေးနေပေါ့နော်ဒါလိုအပ်တဲ့ဟာလေးတွေကို ဒါမိမတွေကလိုအပ်တယ်လို့မျိုးပေါ့နှစ်ဦးနှစ်ဖက်ပေါ့နော်သူတို့ကဖြည့်တင်းပြီးတော့အာမိဖို့လိုပါပဲကလေးတယောက်ကတော့ပုံကနောက်ဆိုင်လို့ပေါ့နော်ကလေးရဲ့လိုအပ်ချက်တွေအတွက်ကိုဒါနှစ်ဖက်မိဘနဲ့ organization နဲ့ပူးပေါင်းပြီးတော့ဒါဟိုသူတို့ရဲ့အောင်မြင်လမ်းကြောင်းလေးတွေကိုသူတို့ဒါပြုလုပ်ပေးနေတာဖြစ်ပါတယ်ဟုတ်အဲ့ဒါကတော့အမြဲပါပဲမမရင်နော်အဲဆိုအမြဲတမ်းလည်းပြောမှုပါတယ်ကလေးတွေကိုသူတို့က control လုပ်တဲ့ဟာကအရန်လွယ်တယ်အပြောလို့ဆိုလို့ကောင်းတယ်မိဘတွေနဲ့မှာသူတို့က ဒီအသင်းဖွဲ့တစ်ခု team တစ်ခုအနေနဲ့ပေါ့နော်အခုဆိုလဲဆူရတယ်ဝင်းသားတွေ run up ပြီးအကုံလုံးပြီးတခုခုလောက်တော့မယ်ဆိုရင်လူညီဖို့အရန်လိုတယ်လူအကုံညီဖို့လိုတယ်လူမညီတဲ့အခါမှာလောက်ရတဲ့ဟာတွေကလည်းကျွန်တော်တို့ကဥမာဟို cost တွေကုန်ကြစိတ်တွေတွက်တဲ့အခါကြာလို့ရှိရင်လည်းလူမညီဘူးဆိုရင်တဦးတယောက်တည်းရာထမ်းပိုးရတဲ့အခါမှာအများကြီးဖြစ်နိုင်တယ် လူကြီးတယ်ဆိုရင်အားလုံးကနည်း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 နဲ့ဆိုတော့တို့ကစုပေါင်းအင်အားနဲ့အများကြီးလုပ်လို့ရတဲ့ဟာတွေမှာတချို့ကြတော့ကက်လန်တိုက်ပဲပေါ့နော်ကက်လန်တိုက်တဲ့အခါကျတော့ဟိုဒီလုတ်ကိုလာလုတ်တယ်ဒီနယ်ပယ်ကိုရောက်လာတယ်ပတ်စံတရားမှမကုန်ခြင်းတေးကြတယ်ဆိုတော့ပြောချင်တာပတ်စံမကုန်ခြင်းဘာမှမလုပ်နဲ့ လေးတယောက်အခုပညာရေးနဲ့ကျောင်းတက်တယ်ကွာအဲ့ဒီကျောင်းတက်နေတဲ့ကလေးတယောက်ဟာတော်တော်တို့ခက်ကလူမျိုးအစိုးရကျောင်းတက်ပြီးတော့ပတ်စံတရားမှမကုန်မဲနဲ့တနေ့တန်းအောင်သွားတာမဟုတ်ဘူးကျောင်းရဲ့ပညာရေးစိတ်တွေဘယ်လောက်မြင့်မားလဲပညာရေးတောင်ပတ်စံပေးဝယ်ယူနေရတဲ့ခက်မှာအမှုပညာလမ်းကြောင်းပေါ်လာပြီးတော့ပတ်စံတရားတစ်စီးမှအကုန်မခံနိုင်ဘူးဆိုရင် agency နဲ့လည်းမလုံနဲ့ဘာမှမလုံနဲ့အိမ်မှာသာထားခုတ်ကလေးဘောနော်အဲ့တော့အလုတ်လာလုတ်ပြီးတော့မှပတ်စံကုန်ကြမှာစိုးတဲ့မိဘတွေနဲ့ဒါစကားပြောရတာအများကြီးတွေရှိပါတယ်နော် agency ကိုဆောက်ရောက်လာပြီဆိုတဲ့အခါမှာ agency အများကြီးရှိတယ်တော်တော်ရက်တည်လာတဲ့ကလေးတင်တန်းနေအနေနဲ့ကလေးပြိုင်ပွဲတွေအနေနဲ့ဘောနော် ဲ့လိုမျိုးတွေဟိုဟာဖြစ်တဲ့အခါကျတော့တော်တော်တို့ကသူတို့ပေးနိုင်တာဒီတော်တို့ဒီမှန်မှန်ကန်ကန်နဲ့ကုန်ကျစရိတ်ရှိရင်တောင်မှပဲတော်တော်တို့ကမတော်မတရားစားတော့ပြီးတော့မတော်မတရားတောင်းရန်ထားတာမျိုးမရှိဘူးတောင်းရန်တာမျိုးမတော်မတရားကုန်ကျတာမျိုးမရှိဘူးသူတို့အပေါ်မှာအာမြေစီမပြိပဒါကတော့ကုန်ကျစရိတ်ရှိမယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်ပြောပြပြီးရဲ့အခါမှာဒီဟာဒီဟာအမြဲတမ်းကြီးတော်တော်တို့ကအလကားလိုက်လုပ်ပေးနေရအောင်အေဂျင်စီရဲ့နာမည်မှာ Bright ကောင်းနေတတ်ထားတာမဟုတ်ဘူးတစ်အချက်နှစ်အချက်ကကြတော့အေဂျင်စီလို့ပြောပြီးတော့เนาะဒါအေဂျင်စီဆိုတာကျမအကျိုးမြတ်မ ရပဲနဲ့ဘာလုပ်ရမှာလဲကျွန်မမွေးထားတဲ့သားသမီးလည်းမဟုတ်အာရရနော်အဲ့တော့ဒီကလေးအောင်မြင်ဖို့အတွက်ကိုကျွန်တော်တို့ကပန်းတိုင်တွေတိဆောက်တဲ့အခါမှာအတူတူတိဆောက်ကြမယ်ကုံကြားစိတ်ဒီအနေနဲ့အများရှိကောင်းရှိမယ် အဲ့ဒီရှိတဲ့ဟာဒီလေအာမြမြတတနဲ့နင်းကန်ကုံနာမျိုးမဟုတ်ပဲနဲ့ဖြစ်ရမယ်ဆိုတာမျိုးတော့အဓိကပြောတယ်အဲ့ဒါကိုမှတချို့ကကြတော့လေအလကားဂုံးလျှောပဲရှင်းကျင်နေတယ်ကွာအများစုရှိတယ်အဲ့လိုမျိုးအဲအဓိကတော့အဲ့လိုပေါ့နော်နေရာတကာဟိုကအလကားရမလားဒီကအလကားရမလားကျွန်မပြောတာအရင်ခေတ်ကကျွန်တော်တို့ခေတ်ကပွဲတွေလာရင် make up sponsor ပေးတယ်ဆိုရင်တော့မှ make up တမ fully ပေးနိုင်တယ် make up deadline ဘယ်လောက်မှမရှိဘူး transportation charges တွေဘယ်လောက်မှမကုန်အခုကမျက်တောင်တူးတစ်ခုဆိုရင်တော့ဈေးမနေတဲ့ခေတ်မှာ make up ကိုလည်းအလကား makeup ဆရာအလကားလာလိမ့်ပေးရအောင်ဒါ organization မျက်နှာနဲ့လိမ့်ပေးတဲ့ makeup ဆရာတွေလည်းရှိပါတယ်သို့တော်ပင်ညာလည်းပဲကျမတို့ကတိတက်မှုနဲ့ဟလား maker sponsor လို့ခေါင်းစဉ်တက်ပေးနေတာမှာသူတို့ရဲ့စားသောက်စိတ်တွေပြန်ရင်လမ်းစိတ်ထည့်ပေးရတယ်လမ်းစိတ်လို့ပြောရင်ဟိုခက်ကလိုမျိုးတထောင်ထည့်ပေးလို့ရတာမဟုတ်ဘူးလေနော်အသွားအပြန်စီအနည်းဆုံး3000နဲ့5000ကျားမှရှိတယ်အသွားအပြန်ဆိုရဲအဟာမျိုးအဲ့တော့လူတွေရဲ့နားလည်မှုမှာကားကပဲပေးရတာပါ तू က sponsor ရရဲ့တန်းနဲ့သူတို့เสียပတ်စံတောင်းတာလားဆိုရဲအဟာမျိုးတွေလည်းရှိအဲ့တော့ကိုကိုရိုင်းကိုနေရာရောက်ရင်တော့နားလည်လာလိမ့်မယ်ဆိုပေမဲ့ဒီလုပ်ငန်းမလုပ်ရင်တော့သူတို့ကိုနေရာလည်းရောက်မှာမဟုတ်ဘယ်တော့မှနားလည်မှာလည်းမ အဲ့တော့အယိုးရှင်းဆုံးဒီကိုအိတ်ထဲကပတ်စံတပြားမှမထုတ်ချင်ဒီအလုပ်ကိုစအောင်မလုပ်နဲ့ကျွန်မဆိုရင်ပွဲတိုင်းရှုံးနေဟိုအများစုပေါ့နော်ဘာဖြစ်လို့လဲလို့မေးလို့ရှိရင်ကျွန်မဆီကမတော်မတရားယူရဖြစ်မှာဆိုလို့ကိုကချိုးချံချွေတာပြီးတောင်းလိုက်တဲ့အခါမျိုးမှာအဲ့လိုမျိုးချိုးချံချွေတာပြီးတော့စီစစ်ပြီးတော့တောင်းလိုက်တဲ့အချိန်ဥပမာလူအယောက်30နဲ့ကိုကတွက်လိုက်တယ်ဒီပွဲတစ်ခုကိုလုပ်မယ်တရားကို referral ဖြစ်အောင်ဘယ်လောက်တော့ထည့်ကြပါမေမေတို့ရဲ့ကိုက organize လုပ်တယ် organizer ကအဝင်မတက်တော့ဆရာဘယ်လိုငတ်လဲဆိုတော့အဲ့ဒီအယောက်30မှာဂျူက9ယောက်လောက်ပါတယ် အာဟိုလိုဖြစ်လို့ဒီလိုဖြစ်အဲ့ချိန်ကြမှာအဖိုးကတည်တာတို့ရိတ်တာတခါလဲစီးရင်ပေးပြီးသားတို့အဲ့အဲ့လိုမျိုးတွေပေါ့တကယ်တော့အဲ့သူတို့ရဲ့ reason နေပြောထားပြီးသား contract ထဲမှာတွေက အားလုံးကအယောက်30ရှိလို့အယောက်20သဘောတူရင်မဲမဲပေးတယ်လို့ပဲ30သဘောတူရင်ကျန်တဲ့သူဒီသေရှင်ရဲ့ပညာရေးရဲ့ကျမ်းမာရေးရလွဲလို့ကျန်တဲ့ကိစ္စဒီပူးပေါင်းပါဝင်ရပါမယ်ပြောပြီးသားပေါ့နော်ပြောပြီးသားကိစ္စတွေမှာသူတို့ကြကြေကြောင်တွေလုပ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကလည်းမိုင်းပေးတဲ့မိုင်းလူပါပဲပြဿနာမရှိဘူးအဲ့လိုလူမျိုးတွေလည်းဟို crown ပေးတယ် crown သိမ်းတယ်ဆိုတာကျွန်တော်တို့လက်ထဲမှာပဲရှိတာလေအဲ့တော့ဒီကလေးတယောက်ကိုကျွန်တော်တို့က3ချိန်ပြက်ကွက်လာပြီဆိုတဲ့အခါကျရင် သူ့ရဲ့ဒီ organization နဲ့ဒီကလေးတီလုံးဝမတက်ဆိုင်တော့ပါဆိုရဲ crown သိမ်းတာကိုဒါ media တွေနဲ့အတူပြန်လုံးมาပါဟုတ်ဟုတ်ရှိပါတယ်အရင်နှစ်တည်းကတော့ကျွန်မမရှိဘူးပေါ့เนาะကျွန်မလည်းခံရတာများလာတဲ့အခါကျတော့ respect အရင်နဲတယ်လို့ခံစားရတဲ့အခါမျိုးမှာအဲဒါကြီးကကျွန်တော်တို့ကအပျော်တမ်းရက်တည်နေရမဟုတ်ဘူးလေเนาะမိဘတွေအားလုံးအတူတကပူပေါင်းပါဝင်မှသာလျှင်အောင်မြင်ရေးလမ်းကြောင်းစီကိုဆက်ရှေ့ဆက်ပြီးတော့သွားလို့ရမယ်အနာဂတ်မှာဒီအောင်မြင်တဲ့ကလေးတွေမွေးထုတ်လို့ရမှာဖြစ်တဲ့အတွက်အဲ့လိုကြိုးကြောင်တွေကိုလိုက်ညှိနေရင်လည်းကျွန်တော်တို့အချိန်ကုန်မကန်နိုင်မကန်နိုင်တဲ့အတွက်โอเค ထမတစ်ချိန်ဒီဘာကြောင့်ကြပြက်ကွက်ပြက်ကွက်ပြက်ကွက်တယ်ဒုတိယတစ်ချိန်ပြက်ကွက်လာရတတိယတစ်ချိန်ပြက်ကွက်တဲ့အခါမှာအဲ့ဒီကလေးရဲ့နာမည်ရဲ့ဓာတ်ပုံရဲ့ကျမတို့ပွဲတီစင်ပေါ်မှာမီဒီယာရှေ့မှောက်မှာပေးထားတဲ့ပွဲဖြစ်တဲ့အတွက် ဒီလိုပဲကျမတို့ဒီ media နဲ့ဒီကလေးတွေဒီ organization နဲ့မတက်ဆိုင်ကြအောင်ဒီကလေးတွေ organization ကနေဗာပြစ်ချက်ရှိတဲ့အတွက် crown ပြန်သိမ်းပါတယ်ဆိုတာပေါ့နော်အဲ့တော့ crown သိမ်းခြင်းဆိုတဲ့ဟာမှလည်းလာဦးမယ်ဒီတန်ဖိုးမရှိတဲ့ခေါင်းပေါ်က crown တွေဆက်လွယ်တွေပြန်ယူမှလာလို့မေး노ပါကျမတို့ဒီသူ့ရဲ့ဂုံဘုတ်တစ်ခုကိုဖြုတ်ချလိုက်တာပါအဲ့ဒီပစ္စည်းတွေကိုပြန်ယူမှမဟုတ်ပါဘူးဒီ organization ကပေးထားတဲ့ဒီဂုံဘုတ်ကိုပဲဖြုတ်ချလိုက်မှာပါ ခြေညမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တရားဝင်ခြေညမှာပါဟုတ်အဲရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီ first time မှာသူတို့ဟိုဟောပေါ့နော်ဟို ဒီသတိပေးပြီးတော့လှမ်းပြီးတော့ဒါတစ်ချိန်ကတော့ reject ထိသွားပြီဆိုတော့အကြောင်းပြောထားတယ်။နှစ်ချိန်ဖြစ်လာပြီ၊၃ချိန်ဖြစ်လာပြီဆိုတဲ့အခါမှာလောက organization ကလည်းဂရုမစိုက်ဘူးဆိုတဲ့အခါမှာဒါမြန်မာနိုင်ငံမှာပထမဦးဆုံးလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်။ကလေးနဲ့ပတ်သက်ပြီးတော့ from တိန်းတာတွေမတိန်းတာတွေဖြစ်တယ်ဆိုပြီးတော့ပေါ့နော်။ဒါကလည်းဖြစ်လေဟိုပေါ့နော်။အဓိကကတော့မိဘတွေရဲ့ ethic မရှိမှုရဲ့မိဘတွေရဲ့အာဒီပေါ့နော်။ဟိုမိဘတွေရဲ့လေးစားလိုက်နာမှုမရှိခြင်းဟာ ဟိုအရန်ဟိုဒီဟိုဘောနော်ဒါ organization ကိုစော်ကားတယ်လို့ခံစားရတယ်လို့ကိုယ်စော်ကားတယ်ဒိုင်ရိုက်စော်ကားတယ်လို့လည်းခံစားရတယ်ပေါ့အဲ့တော့အဓိကဒီ ငွေကြေးကြောင့်ပဲဖြစ်ဖြစ်လူငွေကြောင့်ပဲဖြစ်ဖြစ်ဒီရိုးသားပွင့်လင်းစွာနဲ့လာပြီးတော့ Messenger မှာတော်လကောင် private မှာတော်လကောင်ဖုန်းဆက်ရတော်လကောင်ပြောလို့ရပါတယ်အဲ့ဒါကိုမှလုံးဝသူတို့နဲ့မဆိုင်တယ်လို့မသိတယ်လို့မျိုးလုံးနေရဆိုရင်ကျမတို့ကဟိုဒီနိုင်ငံနဲ့ချီပြီးတော့ဒါဟိုလောက်ထားတဲ့ကွဲဖြစ်တဲ့အတွက်ပေါ့နော်ဒီက social media ကနေပြီးတော့ပဲတရားဝင်ပြန်ပြီးတော့ဒီလူတွေဒီဒီ picture တွေအကြောင်းပေါ့နော်အဲဒီလိုမျိုးဟာဖြစ်တယ်ဆိုရဲဟာတော့တရားဝင်ကြေညာသွားမှာပါဟုတ်အဓိကကတော့ပေါ့နော်ကျမအနစ်နာခံတာမဟုတ်ပါဘူးအားလုံးဒီအောင်မြင်ဖို့ အတွက်ကိုအောင်မြင်အောင်ဒီကလေးတွေပေါ့လမ်းကြောင်းတစ်ခုပေါ့ရောက်ဖို့အတူတူပူပေါင်းမိသွားတာပါဒါအနစ်နာခံကိုကြီးပဲအနစ်နာခံရတာမဟုတ်ဘူးကိုတွေလည်းဟလာအချိန်အားဖြစ်တော်လကောင် idea အားဖြစ်တော်လကောင်အာဒါအတိုင်းဝိုင်းအားဖြစ်တော်လကောင်ပတ်သက်ရာပတ်သက်ကြောင်းနေမှာလမ်းကြောင်းတစ်ခုကိုကျမတို့ကယင်းနီးတိဆောက်ထားရတယ်ဒီဟာတစ်ခုကိုချပြတယ်လက်ဆွဲပြီးတော့ခေါ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပါပဲအာဒီကလေးမိဘတွေကလည်းအဲ့ဒီပုံမှာလည်းကျမတို့ ਨੇ ဟိုလိုက်ရောညီချွေ လိုက်နိုင်ဖို့ပေါ့နော်ကျမတို့ဒီ one year contract ဒီ one year မှာအဆင်မပြေဆက်လုပ်ရမှာမလို့ပြောပြတာ contract trust စာချုပ်တဲ့အချိန်မှာလည်း ပြိုင်ပွဲမှာပါဝင်တဲ့သူတိုင်း contract ချုပ်ရမယ်ဆိုရဲ contract မျိုးလက်မှတ်မထိုးနိုင်တာဒီအချက်တွေရှိတယ်လိုက်နာနိုင်ရင် contract ချုပ်အဲ့လိုက်နာနိုင်နေဆိုရဲလူတွေကိုပဲကျွန်မကလည်းစုပေးမယ်မပေးဘူးဆိုတာအဆုံးဖြတ်မယ်ဟုတ်တယ်သူတို့က contract မချုပ်ထားတဲ့သူကိုကျွန်မစုပေးခြင်းမှလည်းပေးမယ်မပေးခြင်းလည်းမပေးအဲ့တော့ agency နဲ့ long time သွားမယ်ဒီတစ်နှစ်ပေါ့နော်တစ်နှစ်တာကာလမှာအဲ့တစ်နှစ်တာကာလမှာကြာရင်ဆက်ချုပ်မကြိုက်ဘူးဆိုတဲ့အခါမျိုးကြာလို့ရှိရင်လည်းဒါ agency မှာဘာအကြောင်းကြောင့်ကျွန်မတို့ကတော့ဆက်မ join ဖြစ်ပါဘူးဆိုတာမျိုးတရားဝင်ပြောလို့ရပါတယ်ဟုတ်ပါတယ်အဓိကကတော့ဘာလို့လဲဆိုတော့ဟို ပေါ့နော်အဲကျွန်တော်တို့ကအလုပ်တစ်ခုမှာတိုးတက်ခြင်းမတိုးတက်ခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းတွေကိုဒါပြန်ပြီးတော့စမ်းစစ်သုံးသပ်တဲ့အခါမှာဘာတွေရှိလဲဆိုတော့ဟိုပေါ့နော်ဘာကြောင့်တချို့ဟာတွေမှာအောင်မြင်တင်းတလားမအောင်မြင်လဲဘာကြောင့်ရှေ့ရောက်တင်းတလားမရောက်တင်လဲကိုရီးယားလှုပ်ဆောင်ချက်တွေညံပြင်းနေတာမဟုတ်ပဲနဲ့လို့ပြန်တွေးလိုက်တဲ့အခါမျိုးမှာတေချာပြန်တွေးကြည့်တဲ့အခါမှာကျမတို့ကစီးမရှိကမ်းမရှိဗျမ်းမရာတွေကိုအားနာမိနေတာ အဲ့ပြီးတဲ့အခါကျရင်ငါတို့လှုပ်ချင်လှုပ်မယ်မလှုပ်ချင်မလှုပ်ဘူးဆိုတဲ့ဟာမျိုးတွေဒါဘမားမမရတဲ့အချိန်ပဲအဲ့တော့ကြောင်းတက်ခုသွားတက်တယ်အဲ့ကြောင်းအချိန်လိုက်နာရတယ်လို့ပဲဒီ agency နဲ့ပတ်သက်တယ်မလား agency အချိန်ကိုလိုက်နာရမယ်လိုက်မနာနိုင်ရင်စတဲ့ကမပတ်သက်နဲ့တရားဝင်နှုတ်ထွက်စာရေးကျမတို့ဒီတဦးတယောက်ရဲ့ဆန္ဒမှမပါဝင်မဲနဲ့ကျမတို့မလှုပ်ချင်လို့မလှုပ်တော့ပါဘူးဆိုတဲ့ဟာကျမတို့ဒီအဲ့ကလေးကိုဘယ်တော့မှပတ်သက်မှာလည်းမဟုတ်ဖုန်းဆက်ပြီးတော့လည်းဘာပွဲရှိပါတယ်ဘာအကြောင်းရှိပါတယ်ဆိုတာမျိုးခေါ်မှာမဟုတ်ဘူးပေါ့နော်ဟုတ်အာတော်တော်ပါတော့တကယ်တမ်းမှာတော်တော်ကိုရင်ဒီ အောင်မြင်တဲ့အမှုပညာရှင်တယောက်အမှုပညာကျယ်ပွင်းတယောက်တော်တော်ဖြစ်ရှင်ခဲ့ပါတယ်ဒါပေမဲ့တော်တော်ရွေးချယ်မှုကြီး transgender ဖြစ်နေတဲ့အတွက်တော်တော်ဒီအာဟိုဘယ်လိုပြောရမလဲသူများပေါ့နော်ဟိုသူများတွေကိုအာရီအောင်ငိုအောင်အဲဒီလိုမျိုးဟိုပေါ့နော်ဟာတာလိုပုံစံမျိုးပဲဖြစ်ဖြစ်တတော်မြင်တဲ့ဟာမျိုးဆိုတော့မကြိုက်ဘူးမကြိုက်တဲ့အခါမှာတတော်စဉ်းစားရွေးချယ်လိုက်တဲ့နောက်တစ်ချိန်မှာနောက်လာမဲ့9နှစ်10နှစ်တာကာလမှာ အောင်မြင်တဲ့အမှုပညာမျိုးဆက်သစ်တွေကိုတော်တော်ကလေးတွေရဲ့မှတ်တိုင်တွေတော်တော်ရဲ့မှတ်တိုင်မယ်ကလေး၁၀ရောက်ကိုမွေးထုတ်နိုင်တော်တော်ရဲ့မှတ်တိုင်၁၀ခုဖြစ်မယ်ကလေးအယောက်တရာဖြစ်ရင်တရာဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဒီလုပ်ငန်းကိုလုပ်ခဲ့တာဖြစ်တဲ့အတွက်တော်တော်ဒီအောင်မြင်မှုကိုသာရည်ရွယ်ထားပါတယ်အဲ့ဒါကြောင့်မလို့လေအောင်မြင်လို့စိတ်ရှိပြီးတော့တကယ်ပူးပေါင်းဆောင်ရွက်လို့စိတ်ရှိတဲ့သူတွေပဲတော်တော်စီကိုလာခဲ့ပါလို့ပြောချင်ပါတယ်ဟုတ်